ဒီတော့ရွေးကောက်ပွဲကဒေါ်လာရေးပေါ်မှာတက်ရောက်မှုရှိတယ်ဆိုပေမဲ့ရွေးကောက်ပွဲကြောင့်ပြည်သူတွေရဲ့အကြက်တဲပို့ပြီးတော့မှဖြစ်လာမယ်ဆိုရင်ဒေါ်လာရေးပေါ်ကိုတက်ရောက်မှုရှိတယ်ဆိုတာပိုသေးကြသေးမှာပါအလုံးမင်းမင်္ဂလာပါစိတ်ချမ်းသာခြင်းဘွေးချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေလို့ဥသောပထမတူတောင်းပေးလိုက်ရပါတယ်ဒီကနေ့မှာတော့ကျွန်တော်စိတ်ဝင်စားနေတဲ့အကြောင်းအရာတစ်ခုရှိပါတယ်အဲ့ဒါကအခုကာလမှာ ည်သူတွေအများစုစိတ်ဝင်စားနေတဲ့ရွေးကောက်ပွဲကဒေါ်လာရေးပေါ်မှာဘလို့တက်ရောက်မလဲဆိုတဲ့အကြောင်းအရာထက်တကယ်တမ်းကပြည်သူတွေကနေပြီးတော့မှလာတဲ့ဒေါ်လာရေးကပြည်သူတွေထိခိုက်မှသာဒေါ်လာရေးကိုထိခိုက်သွားမှာဖြစ်ပါတယ်။ဒါကြောင့်မလို့ရွေးကောက်ပွဲကဒေါ်လာရေးကိုထိခိုက်မလားဆိုတာထက်ရွေးကောက်ပွဲကျင်းပတဲ့ခါကျရင်ပြည်သူတွေရဲ့တဦးတယောက်ချင်းစီရဲ့ဘဝတွေပေါ်မှာစီးပွားရေး၊လူမှုရေး၊ကျန်းမာရေး အားဖြင့်လုံခြုံရေးပေါ်မှာဘယ်လိုမျိုးတက်ရောက်မှုတွေရှိလာမလဲဆိုတာကိုကျွန်တော်ပို့ပြီးတော့စိတ်ဝင်စားနေပါတယ်။ဒီကြောင့်ရတဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အတူတူလေ့လာကြည့်အောင်ပါ။ပထမဆုံးပြောရမယ်ဆိုရင်ဒီအာနာသိမ့်ပြီးတဲ့ကာလနောက်ပိုင်းမှာဆိုရင်ပြည်သူတွေရဲ့စီးပွားရေးကျဆင်းလာတာကတော့အမြင်ပါပဲ။ကမ္ဘာမီးလောင်သားကောင်ခြာနေတဲ့လူတွေကတော့ဟိုစီးပွားရေးတက်တက်တက်နေမှာပါ။ဒီလူတွေကတော့ပြည်သူစိတ်သက်ရှိရလို့ဟိုပြောလို့မရပါဘူး။ဒီကောက်ပွဲကြောင့်ကျွန်တော်တို့နိုင်ငံရဲ့စီးပွားရေးအခြေတဲတွေပို့ပြီးတော့မှရလာနိုင်ပါတယ် ထမဆုံးအချက်ကတော့ဒီနိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေဟိုရက်တန့်သွားပြီးတော့မှပိတ်ဆို့မှုတွေပို့ပြီးတော့များလာတော့မှာပါဒီရုပ်ကောက်ပွဲချင်းမှချင်းကဟိုခုဖြစ်နေတဲ့နိုင်ငံရေးပြည်ပခါကိုဖြည့်ရှင်းဖို့အတွက်အဖြစ်မဟုတ်ဘူးဆိုတာတော့ကျွန်တော်ကတော့ယုံကြည်ပါတယ်ဒီရေကောက်ပွဲကြောင့်သာပို့ပြီးတော့မှပြည်ပခါတွေပို့ပြင်းထန်လာပြီးတော့နိုင်ငံအကြက်တဲပို့ဖြစ်စီမှာပါနိုင်ငံကလုပ်ငန်းရှင်တွေနဲ့ဒီဖွံ့ဖြိုးရေးဘဏ်တွေကမြန်မာနိုင်ငံမှာရင်းနှီးမြှုပ်နှံဖို့ယုံကြည်မှုအားနည်းသွားတာဒါမှမဟုတ် ဒီချင်းငွေတွေပေးအပ်ဖို့အတွက်ကြက်တန်သွားတာလုံးဝပိတ်ပင်လိုက်တာမျိုးတွေလည်းဖြစ်လာနိုင်ပါတယ်နောက်တစ်ချက်ကအမေရိကန်နဲ့ဥရောပသမဂ္ဂလိုမျိုးနိုင်ငံတွေကအခုဂျမ်မတ်စစ်တပ်ရဲ့ရေကောက်ပွဲပေါ်မှာအသိမမပြုတဲ့အတွက်ကြောင့်ဂျမ်မတ်စစ်တပ်နဲ့ဆက်ဆက်နေတဲ့ဖွဲ့စည်းတွေလုပ်ငန်းတွေဘဏ်တွေ ပေါ်မှာဟိုပို့ပြီးတော့မှပြင်းထန်တဲ့ဆန်ရှင်တွေပြုလုပ်လာနိုင်ပါတယ်အဲ့ဒီလိုပိတ်ဆို့မှုတွေကြောင့်နိုင်ငံခြားငွေလဲလှယ်နှုန်းမတည်ငြိမ်မှုကြောင့် ုံတရေးအခက်ခွဲတွေလည်းပို့ပြီးတော့မှများလာမှာပါနောက်ပြီးတော့နိုင်ငံရေးမတည်မငြိမ်မှုနိုင်ငံငွေစည်းစိမ်မှုရောကြမှုတွေကြောင့်မြန်မာကျပ်ငွေတန်ဖိုးကပို့ပြီးတော့မှနိုင်ကြလာမှာဖြစ်ပြီးတော့ဒီအစားအသောက်စေဝါနဲ့ဒီစွမ်းအင်ပစ္စည်းတွေလိုမျိုးသွင်းကုန်တွေရဲ့တန်ဖိုးတွေကမြင့်တက်လာမှာဖြစ်ပြီးတော့ပြည်သူတွေရဲ့ဝယ်ယူနိုင်စွမ်းကရောကြနိုင်ပါတယ်။နောက်ထပ်ဆုံးရွာလာတာကတော့ပြည်ရင်းပြည်ပခနဲ့စည်ရဲတင်းမာမှုတွေမြင့်တက်လာတာ ဖြစ်ပါတယ်။ဒီပေါ်ရေးမတည်မငြိမ်မှုတွေကြောင့် လုံယုံစက်ယုံတွေနဲ့အခြားသောလုပ်ငန်းတွေကပြဆိုင်သွားတာမျိုးတွေဒီကွက်ပစ္စည်းချင်းတွေဖြစ်လာပြီးတော့မှလုံးလက်မဲ့ဥယေပို့ပြီးတော့တိုးလာနိုင်ပါတယ်။နောက်ဆုံးဆိုရဆုံးကတော့ရွေးကောက်ပွဲကနိုင်ငံရေးပြည်ပခါကိုပို့ပြီးတော့မှပြင်းထန်လာစေပြီးတော့မှဒီလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအချက်တဲတွေကိုခုချိန်နေထက်ပိုဆိုးလာမယ်လို့ကျွန်တော်ကတော့မြင်မိပါတယ်။ပထမချက်ကတော့ရွေးကောက်ပွဲကိုအင်အားသုံးစမ်းကျင်တိုက်ခိုက်မှုများပုံမှန်ဖြစ်ပေါ်လာနိုင်ခြင်းရှိတဲ့အတွက်ကြောင့် ။အခုလက်ရှိစစ်ဖြစ်ပွားနေတဲ့ဒေသတွေမှာစစ်ပေးဆောင်ဥယေပို့ပြီးတော့မှတိုးတက်လာနိုင်ပါတယ်။ဒီကောက်ဘွယ်ကာလအတွင်းနဲ့နောက်ပိုင်းမှာဆိုရင်ဒီအချမ်းမဲ့စစ်တပ်ကလုံခြုံရေးအင်အားပို့ပြီးတော့တိုးမြှင့်လိုက်မှာဖြစ်တဲ့အတွက်ကြောင့်လမ်းမဆက်သွယ်ရေးနဲ့ဒေသခံတွေရဲ့လက်လက်စာတော်လာခွင့်ပို့ပြီးတော့မှဆုံရှုံလာနိုင်ပြီးတော့မှပြည်သူတွေရဲ့ဘဝတွေအတွက်စိန်ခေါ်မှုတွေပို့ပြီးတော့များလာအောင်မေလို့မြင်ပါတယ်။နောက်ထပ်တစ်ချက်ကတော့ယခုအချိန်မှာနိုင်ငံတကာဖွဲ့စည်းတွေကအချမ်းမဲ့စစ်တပ်ရဲ့ရွေးကောက်ပွဲကိုလက်မခံတဲ့အခြေအနေဖြစ်နေပါတယ်။ နိုင်ငံတကာကပြည်သူတွေအပေါ်မှာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေကိုကူညီပေးရင်တောင်မှဓာတ်ခံကူညီမဲ့လူတွေအနေနဲ့ပို့ပြီးတော့မှလှုပ်ဆောင်ရမှာဖြစ်ပြီးတော့လုံခြုံရေးအခြေအနေကြောင့်လိုအပ်တဲ့နေရာတွေကိုအကူအညီတွေရောက်သွားဖို့ပို့ပြီးတော့မှခက်ခဲသွားမှာဖြစ်ပါတယ်။နောက်ဆုံးချက်ကတော့ကျန်းမာရေးနဲ့ပညာရေးစနစ်တွေပို့ပြီးတော့မှယိုရင်းသွားပါလိမ့်မယ်။ပြည်ပခါတွေကြောင့်စေယုံစေကန်းတွေကျောင်းတွေပိတ်ထားရခြင်းကြောင့်ပျက်စီးဆုံးရှုံးမှုတွေလည်းပို့ပြီးတော့များလာအောင်ပါ။ ည်သူလူထုရဲ့အခြေခံလူမှုရေးဝန်ဆောင်မှုလို့ခေါ်တဲ့ social service ရရှိမှုအဆင့်တန်းကပိုးအောင်ဆုံးထိပိုကျသွားနိုင်မယ့်အနေအထားဖြစ်ပါတယ်။နှိမ့်ချုပ်ပြီးပြန်ပြောရမယ်ဆိုရင်အကြမ်းမစစ်တပ်ရဲ့ရေကောက်ဖွဲကလက်ရှိနိုင်ငံရေးအချက်အတဲကိုဖြည့်ဆင်းမှုအတွက်အပြေရှားနေခြင်းမဟုတ်ဘဲနဲ့သူတို့တရားဝင်မှုအတွက်ဖက်ပေါက်ရှာနေခြင်းသာဖြစ်ပါတယ်။နိုင်ငံတကာရဲ့ထောက်ခံမှုလည်းမရှိတဲ့အတွက်ကြောင့်ဒီဘဝရေးပဋိပက္ခပုံမှုပြင်းထန်လာမှာဖြစ်ပြီးတော့ဒီဘဝရေးပိတ်ဆို့မှုတွေကြောင့်ပြည်သူတွေရဲ့ဘဝတွေ ပုံမူဒုက္ခရောက်လာစေမှာဖြစ်ပြီးတော့အနုလက္ခဏာဆောင်တဲ့တရားမှုတွေသာပိုတိုးပွားလာမယ်လို့သုံးသပ်မိပါတယ်။နောက်ပြီးတော့ဒီချမ်းမစစ်တပ်ရဲ့ရွေးကောက်ပွဲမှာဝင်ပြိုင်မဲ့ပါတီတွေအနေနဲ့ဟိုပွဲလမ်းတော့ဖျက်ခင်းတဲ့အခြေအနေမျိုးလည်းဖြစ်နိုင်တယ်လို့ဒီနေရာကိုနေရာရလာတဲ့ခါကျရင်ဒီချမ်းမစစ်တပ်ရဲ့ရန်နေရကိုပြုတ်ခွေးမယ်ဆိုတဲ့ထေကူးရင်တတရည်ရချက်တွေလည်းရှိနေပါတယ်။ဒီချမ်းမစစ်တပ်ကလည်းနိုင်ငံတကာကို ဒီတရားမြတ်တာပြီးလွတ်လပ်တဲ့ရွေးကောက်ပွဲဖြစ်တယ်ဆိုတော့ပြဖို့အတွက်ကြောင့်ဒီအရသားတွေအများစုပါဝင်တဲ့ပါတီတွေကိုဝင်ပြိုင်ခွင့်ပြုထားခြင်းဖြစ်ပါတယ်။အချိန်တန်ရင်တော့သူတို့စကားကိုနားထောင်မဲ့ဒီပါတီသူတို့စကားကိုနားထောင်မဲ့အမတ်တွေကိုပဲနေရာပေးတော့မှမြေကြီးလက်ခတ်မလွဲပါပဲ။ဒီတော့ရွေးကောက်ပွဲကဒေါ်လာရေးပေါ်မှာတက်ရောက်မှုရှိတယ်ဆိုပေမဲ့ရွေးကောက်ပွဲကြောင့်ပြည်သူတွေရဲ့အကြက်တဲပို့ပြီးတော့မှဖြစ်လာမယ်ဆိုရင် ဒေါ်လာအေးပေါ်ကိုတက်ရောက်မှုရှိတယ်ဆိုတာပိုသေးကြသေးမှာပါ။ဒါကတော့ကျွန်တော်ရဲ့တဦးတယောက်တည်းအမြင်ဖြစ်ပါတယ်။ဒီဗီဒီယိုကိုကြည့်နေတဲ့လူရဲ့အမြင်ကိုလည်းကျွန်တော်တို့ဒီမှာဆွေးနွေးခဲ့လို့ရပါတယ်။ဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ။နောက်ဗီဒီယိုမှာပြန်လည်ဆောင်တွေ့ကြပါမယ်။